ထိုင်းဝင်ကြီးချုပ်ဖဲထုံထန်ရှင်နဝတ်နဲ့ကမောရယာဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့အလွတ်စကားပြောတဲ့အတန်ဖိုင် တိတ်ခွေဒီအတန်ဖိုင်ပေါ့နော်ပေါက်ကြားလာပြီးတဲ့နောက်မှာပြဿနာတွေဖြစ်လာတာပါအဲ့ဒီပြောဆိုချက်ထဲမှာဆိုရင်ထိုင်းဝင်ကြီးချုပ်ကထိုင်းစစ်တပ်ကိုစန့်ကျင်ပြီးတော့ပြောဆိုခဲ့တယ်လို့ဆိုပါတယ်အတန်ဖန်းထားတဲ့ဒီစကားပြောခန်းပေါ့နော်အတန်ဖိုင်အာပေါက်ကြားလာပြီးတဲ့နောက်မှာထိုင်းညွန့်ပေါင်းအစိုးရထဲမှာဒုတိယအကြီးဆုံးနဲ့လွှတ်တော်ကိုယ်စားလှယ်69ယောက်ရှိ ီတဲ့ဒီဖုံကြိုက်ထိုင်းပါတီကဗုဒ္ဓဟူးနေ့မှာနှုတ်ထွက်သွားခဲ့ပါတယ်။နောက်ထပ်ပါတီတချို့ကလည်းနှုတ်ထွက်သွားမယ်ဆိုရင်တော့ထိုင်းညွန့်ပေါင်းအစိုးရဟာပြိုကွဲမဲ့အခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်။တီးတဲ့စကားပြောဆိုမှုထဲမှာတော့ဩဇာကြီးစေဖြစ်တဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကိုအာထိုင်းပူကြီးချုပ်တယောက်အပါဝင်ထိုင်းစစ်တပ်ကိုရည်ညွှန်းပြီးတော့တဖက်ကပြောစကားတွေကိုနားမထောင်ဖို့ထိုင်းဝန်ကြီးချုပ်ဖက်ထုံထံကပြောခဲ့တာပါထိုင်းဝ ဝန်ကြီးချုပ်အနေနဲ့လည်းဖိအားတွေနဲ့ရင်ဆိုင်နေရတယ်လို့ပြောခဲ့ပါသေးတယ်လက်ရှိဝင်ကြီးချုပ်ဟွန်မာနက်ရဲ့ဖခင်ဖြစ်တဲ့ဒီမစ္စတာဟွန်ဆန်ကတော့အခုထွက်ပေါ်လာတဲ့အတန်ဖိုင်ကို "तू ကပေါက်ကြားစီခဲ့တာမျိုးမဟုတ်ဘူး"လို့ဆိုပါတယ်။သူ့အနေနဲ့ဒီကမ္ဘောဒီးယားအစိုးရထိပ်ပိုင်းတာဝန်ရှိသူအယောက်80လောက်ကိုပဲဖြန့်ဝေခဲ့တာ ဖြစ်ပြီးတော့အဲ့ဒီကနေတဆင့်ပေါက်ကြားခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။